NLD ပါတီရဲ့မြို့သားကျမ်းမာရေးကွန်ရက်ဖွင့်ပွဲအခမ်းအနားကို AB 6ရက်နေ့ကရန်ကုန်မြို့ Park Ride Hotel မှာပြုလုပ်ခဲ့တာပါ။အဲ့ဒီအခမ်းအနားမှာဒေါင်ဆန်းစုကြည်ကမြန်မာပြည်သူတွေအတွက်ကျန်းမာရေးဆောင်ရှားမှုစနစ်တိုးတက်ကောင်းမွန်လာဖို့အမြန်ဆုံးလိုအပ်နေပြီလို့ပြောသလိုတိုးတက်တဲ့ကျန်းမာရေးစနစ်တွေဖြစ်လာဖို့အခုကတည်းကစတင်ဆောင်ရွက်ဖို့လိုနေပြီလို့လည်းပြောကြားခဲ့ပါတယ်။ To raise the standard of healthcare in our country you will be helping us to build a better future for our nation. Without good health and without good education, we cannot expect our people to raise their standards of living. မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ပြန်လည်ကောင်းမွန်လာဖို့အတွက်ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့အကူအညီတွေလိုသလိုဒီအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။ပြည်သူတွေရဲ့နေထိုင်မှုဘဝမြင့်တင်နိုင်ဖို့ဆိုတာ ကောင်းမွန်တဲ့ကျန်းမာရေးဆောင်ရှောက်မှုနဲ့တိုးတက်တဲ့ပညာရေးစနစ်တွေမရှိရင်မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။ဒီလိုအခြေအနေတွေရဖို့အနာဂတ်မျိုးဆက်တစ်ခုအထိအချိန်မဆိုင်တော့ဘဲအခုချိန်ကစပြီးဆောင်ရွက်ရမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောသွားပါတယ်။အဲ့ဒီလိုဖြစ်ဖို့အတွက်ရန်ကုန်ပြည်သူစေယုံကြီးပါဝင် တနိုင်ငံလုံးမှာရှိတဲ့အစိုးရဆေးရုံအားလုံးကိုအဆင့်မြင့်တင်သွားမှာဖြစ်ကြောင်းနဲ့ဆေးရုံတွေကိုအဆင့်မြင့်တင်လိုက်တဲ့အတွက်မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံးအတွက်ကြီးမားတဲ့ပြောင်းလဲတိုးတက်မှုတွေရရှိလာစေမှာဖြစ်တယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားပါတယ်ဒါအပြင်တနင်္ဂနွေလုံးမှာရှိတဲ့ဆရာဝန်၊သူနာပြု၊ဝန်ဆွဲဆရာမတွေပါဝင် ကျမကြီးဝန်တန်းအားလုံးရဲ့ဘဝအဆင့်တန်းမြင့်မားလာအောင်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကပြောပါရယ် Thank you NLD မြို့သားကျမကြီးကိုရဲ့ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းကမြန်မာနိုင်ငံရဲ့ကျမကြီးစနစ် ပြန်လည်ကောင်းမွန်ဖို့အတွက်ကမ္ဘာနောက်ဆုံးပေါ်ကျမကြီးအစီအစဉ်တွေကိုနမူနာယူပြီးအကောင့်ထဲပေါ်သွားမှာ ဖြစ်တယ်လို့အခမ်းအနားမှာပြောကြားခဲ့ပါရယ်နောက်တစ်ခုကကျွန်တော်ခုနရှင်းပြသလို networking ကိုရဲ့တပွဲကျွန်တော် ပြည်တွင်းရောပြည်ပောင်းမှာရှိတဲ့ကျမရဲ့ဆိုင်ရာဖွဲ့စည်းအားလုံးနဲ့ကျွန်တော်တို့ကွန်ရက်တပွဲချိတ်ဆက်ပြီးတော့လှုပ်ဆောင်ကြမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျန်းမာရေးဆုံးရှုံးမှုအားနည်းသလိုကျန်းမာရေးဆိုင်ရာဗဟုသုတလည်းအလွန်အားနည်းတာမျိုးတွေတွေ့ရလို့ကြိုတင်ကာကွယ်ဖို့ဆိုတဲ့ဗဟုသုတတွေလည်းပညာပေးဖို့လိုတယ်လို့ NLD မြို့သားကျန်းမာရေးကွန်ရက်အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာတန်းရီကလည်းရှင်းပြပါဗျာ။တိုင်းပြည်မှာရှိနေတဲ့ health education delivery เนาะคุณน่ะကျွန်တော်ခေါင်းဆောင်ဒေါ်ဆွမ်းစုကြည်ပြောဆိုရဲ health education delivery system မှာတော်တော်အားနည်းနေလို့ပဲဒါမှမဟုတ်အကြောင်းရင်းနံပါတ်1ကတော့ကျွန်တော်တို့ရဲ့အာရှတိုက်မှာရှိနေတဲ့ဒီ oriental countries တွေကဒီမြန်မာလူမျိုးတွေပါဝင်ဟာဒီ main ကလေးတွေဟာ with undue shyness เนาะသူရဲ့ sensitive parts ကိုဆရာဘုံကိုပြဖို့တဲ့ရှက်လို့ပဲဒီလိုပဲ ယောဂါနောက်နေပြီးမှသိရတာလားလို့ရင်တွေအတွက်ပြည့်အပ်ကြတဲ့အလှူငွေတွေကိုဒေါင်ဆန်းစုကြည်ကလက်ခံခဲ့ပါတယ်ရန်ကုန်မြို့က Park Ride Hotel မှာကျင်းပခဲ့တဲ့ဒီဖွင့်ပွဲအခမ်းအနားကိုတရုတ်နိုင်ငံပါဝင်နိုင်ငံခြားတန်တမန်တွေလည်းတက်ရောက်ခဲ့သလိုနမကြီးနုပညာရှင်တွေကလည်းတေးသချင်းတွေနဲ့အခမ်းဖျော်ဖြေခဲ့ကြပါတယ်ရှင်